AVA 1940အခန်း78ကန်းခေါ်ဘူးဒီကြောင့်ပလွေတန်ဆွဲဆွဲငင်ငင်ကအုပ်ဖို့တောင်းကြီးရွာကလေးစီမှာပြန့်နှံ့လာသည်လွန်ခဲ့သောရက်ကမှမရယာအုပ်ဖို့ဒေသရှိကိုေခေါ်လာဦးစီ လူမျိုးစုခြေရွာများဤစူပေါင်းနှစ်သိက်ကူးပွဲတော်ပြီးစီးခဲ့ခြင်းဖြစ်သည်1629ခုနှစ်တွင်တာလုံမင်းသည် ပုံကန်သူ မိုးနယ်စော်ဘွားအားလက်ခံထားသည့်ကျိုင်းုံတို့ခြိတက်ခဲ့သည် ခရီးပြန်တွင်မိုးဆိုးလုတ်တွင်ကျွမ်းကျင်သော လာဦးစည်းခေါ်ကိုယ်လူမျိုး3000ခန့်ကိုမရရအုပ်ဘူတောင်ကြီးတွင် အခြေချရန် ခေါ်ဆောင်လာခဲ့သည်မရရတွင်မူလရှိနေပြီးသောမွန်လူမျိုးများ၏အတူကိုယ်ရွာများတီထောင်နေထိုင်စေခဲ့သည် ရာစုနှင့်တစုကြာခဲ့ပြီးနောက်1935ခုနှစ်အရောက်တွင်တော့မရရနယ်ရှိကွေလူမျိုးများမှာအင်အားများပြားလာခဲ့ကြသည်ကွေရွာပေါင်း78ရွာအထိရှိလာခဲ့၏ ထိုနီးနားရွာကလေးများတွင်ဟိုမဒီမထွက်ပေါ်လာသော ကံပလီတံများကအခြားတော့မဟုတ်စူပေါင်းနှစ်တက်ကူးပွဲတွင်စုံတွေ့ကြကြသည်ကိုယ်လူငယ်တမီးကြီးစားများအကြားလွမ်းခြင်းဆွေးခြင်းများကိုအချက်ပေးသည့်တင်ဂေတာတကူကိုယ်ပလီသည်ဘူးတိကြောက်ကိုတူရိယာအိမ်အဖြစ်ထားရှိပြီးတနစ်ခွဲမှနှစ်နှစ်ခွဲအထိရှည်လျားသောဝါပြွန်၄ခုမှ14ခုအထိတက်ဆင်နိုင်သည့်တူရိယာဖြစ်သည်လဟူးလူမျိုးတို့၏ရိုးရာတူရိယာလည်းဖြစ်သည် ကံပလီကြီးများကိုဇီးနေများရိုးရာပွဲတော်နေများတွင်နတ်ပြာရဝိစုံဝိကိုယ့်လူမျိုးပလွေသမားများကတီးမုံတက်ကြသည်ကိုယ့်ကာလာသားအများစုမှာမူကံပလီငယ်ကိုတမီးဤစာအခြေအကိစ္စများတွင် စကဝတ်ဖြင့်အသုံးပြုရန်တီးမုံကြသည်အသက်20အရွယ်ကိုယ့်လက်ဦးမှလည်းနာလဲသည် ရွာဦးနှင်းရှိတွင် မတ်တရက်ခါပြားပြောင်းနိုင်လေးကိုထုံးညိနေသည် ဆွေးမြေပွဲပလွေတံများနဲ့အတူပြားပြောင်းနိုင်မှ ထွက်လာသည့်မိဝဝင်များကို နာလဲကတေးသေးချာချာစိုက်ကြည့်နေ၏။နတ်စင်အရှိတ်ကွက်လက်တွင်ကို့ရွာဆက်ရှိရွာမှာတူဘိုးခေါ်နတ်စရာများတကြီးများကငုံတုတ်ထိုင်နေကြသည်။ကို့တို့၏ယုံကြည်မှုအရာ ခရီးသွားလာခြင်းဖျားနာခြင်းထိခိုက်ရှာနာဖြစ်ခြင်းအစားအခြားကိစ္စများတွင်အဆိုးအကောင်အနာဂတ်ကိုသိရှိလိုပါက ပြားပြောင်းနိုင်နှင့်တိခေါ့မုံကိုထုံးညီက ထွက်လာသောငွေ၏ပုံသဏ္ဍာန်အလိုက်အနာဂတ်ကို နမိတ်ကောက်ဟောကိန်းထုတ်တတ်ကြသည်။နားလဲသည် အသက်၁၄နှစ်အရွယ်ကလေးကပြားပြောင်းနိုင်နမိတ်များကိုမှန်ကန်အောင်ဟောပြောနိုင်ခဲ့သည်။ထို့ကြောင့်ကိုရာ၁၈ရာလုံးကတူဘူးနတ်ဆရာများကိုယ်တိုင်ကနားလဲအားတာလာမာခေါ်နတ်ဆရာမကြီးအဖြစ်အတိမတ်ပြုထားရ၏။နားလဲသည်အသားဖြူဖြူမျက်နှာဝိုင်းဝိုင်းဗန္နာသီးသရံမျက်ဝန်းလေးများဖြင့်တိဘက်အຫນွယ်တို့၏အလှကို အပြည့်အဝပိုင်ဆိုင်သူလေးဖြစ်သည်။ ဝေယိုးရခေါင်းပေါင်း၏အမိစာကလေးများနှင့်အတူလှပဖြောင်းစင်းသည်စံတယ်နယ်လေးများကလည်းသူမ၏ဆွဲဆောင်မှုတစ်ခုဖြစ်သည်တူဘိုးနဲ့ဆရာထဲမှအသက်ကြီးဆုံးဖြစ်သည်အဘိုးကြဘိုးသည်နားလဲအနားသို့ရှောက်လာသည်ဘာတွေ့လဲတာလာမှာသူတို့နင်းဖြီကိုစောင့်နေကြတာနားလဲကအဖိုးကိုဂျဘိုး၏လက်များကိုစုပ်ကန်လိုက်သည်ထို့နောက်တကြီးများနတ်ဆရာများဘက်သို့လှည့်ထိုင်လိုက်၏သူတို့အင်းဝါကနေဘေးကင်းစွာနဲ့ပြန်လာကြပါပြီ။ ဒီနေ့နေမွေငင်ရွာကိုပြန်ရောက်ပါလိမ့်မယ်ဒါပေမဲ့သူတို့နောက်ကနေစစ်တခုပါလာလိမ့်မယ်မကြခင်မကြခင်တူဘုံနဲ့ဆရာများရောတကြီးများပါလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်နှောင်း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 ထိုချိန်တွင်ရွာပြင်တကားမှာအချက်ပေးမောင်းတံကိုကြားလိုက်ကြရသည်သူတို့ပြန်လာကြပြီထင်တယ်ခဏအကြာတွင်မြင်းစည်းကနတ်စင်ရှိရာကုန်းမြင့်ပေါ်သို့တက်လာသည် ရှေ့ဆုံးရှိမြင်းကိုစီးလာသူက မတရားကိုရောအုံချုံရန် အင်းဝါမှခန့်အပ်ထားသည့်အရာရှိဘူမင်းသူရင်စောဘူမင်းသူရင်စောသည်အင်းဝါသာဗမာတဦးဖြစ်တော်လဲကိုယ်လူမျိုးများနှင့်တသားရဲဖြစ်နေသည့်အရာရှိတူဖြစ်သည်လူလို့တူလဲဖြစ်သည်ဖြစ်မတရားအခြေချပြီးကိုယ့်ရွာများကိုလှဲ့ပတ်နေသူဖြစ်သည်ဘူမင်းသူရင်စောဤနောက်တွင် အုံးကိုရောင်မြင်းကိုစီးလျက်ပါလာသူက နာလဲ့အကိုကြီးကုန်းနဲ့အိမ် ကုန်းနံအိမ်ဒီဘုံမင်းတူရင်စောဤလက်ထောက်တူဖြစ်ပြီးငယ်စဉ်ကတည်းကလက်ဝဲတိုင်းနဲ့စစ်ထိုးစစ်တပ်ပညာများကိုပုံပါဘတ်မှပွဲကြောင်းများအထိတွားရောက်တင်ကြားခဲ့ဘူးသူဖြစ်သည်တူရင်စောနှင့်ကုန်းနံအိမ်ကနတ်စင်ရှိရာသို့ရှောက်လာသည်နတ်စင်ရှိထိုင်းနေသူများမှမူနားလဲဤနမိတ်ဖတ်မှုမှမှန်ကန်နေသဖြင့်မျက်နာပြက်နေကြ၏ဘုံမင်းတူရင်စောနှင့်ကုန်းနံအိမ်က မြင်းများကိုတစ်ပင်တွင်ခြိလိုက်ကြပြီးနတ်စင်ရှိသို့ရှောက်လာကြသည်ရွာလူကြီးများက ဘူမင်းမျက်နှာကိုအကဲခတ်နေကြ၏အစဉ်ပြေရလားဘူမင်းနန်းတော်ကြီးကလက်ခံလိုက်လားအဖိုးကိုကြဘိုးကြီးအတန်းကမျောလင်းချက်အပြည့်ပြည့်သူရင်စောကနတ်စဉ်ရှိတွင်တမလင်ကိုထိုင်လိုက်သည်အတဲဝန်ကျုပ်တို့အတနာခံစာကိုပယ်ချလိုက်တယ်ဟာဟူးရွာသည်ကြီးများတူဘိုးနတ်ဆရာများစီမှ စိတ်ပြတ်အားလျှော့သည့်အတန်းများထွက်ပေါ်လာကြသည် သူတို့အားလုံးဤမျက်နာတွင်ပူလောင်မှုများကထင်အပ်နေ၏လွန်ခဲ့သည့်တနှစ်ကျော်ကတည်းကအင်းဝဘရင်သည်ကိုယ့်လူမျိုးများကို မတရားဒေသတွင်တောင်ယာလောက်ကန်စားတော့အခြေချစေခဲ့သည်အစာပိုင်းတွင်ဘရင်ကိုယ်တိုင်စစ်ကြီးအားတွင်ရိတ်ကာအထွတ်အမဲလိုက်ပေးရန်ကိုယ့်လူမျိုးများကတာဝန်ထမ်းဆောင်ကြရ၏ဘရင်အစုများတွင်ပါဝင်လျင်ဘရင်အမှုတမ်းဖြစ်သည်ဖြင့်အခွန်ကင်းလို့ခွင့်ရှိပြီးနန်းတော်မှကြီးမြင့်သည့်ရိတ်ကာငွေကြီးနှင့်လယ်ယာမြေများကိုလောက်ကန်ခွင့်ရှိသည် စနေမင်းနန္ဒလာပြီးနောက်လူဦးရေများပြားလာသောကွေလူမျိုးများကိုဘရင်အစုထဲမှထုတ်ပယ်ကာအသေးစရင်တွင်ထည့်လိုက်ကြသည်ကွေတို့သည်အသေးစရင်တွင် ပါဝင်သွားပြီဖြစ်သည်ဖြင့်တောင်ယာလောက်ကိုင်းစားတော့ကြရသည် ထို့ပြင် အခွန်ကင်းလုတ်ခွင့်မရှိဘဲမင်းတိုင်းစနက်မှုကိုထမ်းဆောင်ကြရတော့သည် မင်းတိုင်းစနက်မှုဆိုဒီမှာဘရင်လေတပ်စင်တပ်များတွင်တုံးရန်လျှော်ကြိုမြို့ရွာခံတပ်များစောက်လုံရန်အင်္ဂလီများတွင်တုံးရန်တမာစီကျွဲခေါ် တင်လဲရေ အုံးရှိသည်နန်းနှင်းရှိမို့ရာခေါင်းများတွင်အသုံးပြုရန်လဲမို့ဘရင်တက်တော်အတွက်အမြောက်ဆန်တနတ်ကြီးရန်ပေါ်ဆက်ရန်မူရိုစစ်မီတွေလွတ်တော်ရုံတော်များတွင် စာရေးရာတွင်အသုံးပြုမီထမ်းဘူးစီဘရင်စင်တက်မှဆင်များအတွက် စေးပေါ်ဆက်ရာတွင်အသုံးပြုသည့်မကြီးမဲနန်းတွင်အဆောက်အဦများဘရင်လေတော်များတွင်အသုံးပြုရန်ရေနံပွဲညတ်တို့ဖြစ်ကြသည် ထိုစနမှုမင်းနိုင်ကိုအခွန်တော်ဖြစ်အသေးစင်းပေါက်သူများကဆက်သွင်းရသည် ကွေများမှာအပူပိုင်းမြေပြန့်ဒေသတွင်တောင်ရအူခက်ခွဲစွာလောက်ကင်စားတော့ရတော့လဲအသည်စင်းပေါက်သွားသည်ဖြင့်လွတ်လပ်စွာနေထိုင်ခွင့်ရသည်အသည်များမှာမင်းမှုထမ်းရန်မလိုပဲအင်းဝရှိအသည်ဝင်နှင့်သာအခွန်တော်ကိစ္စထိတွေ့ဆက်ဆံကြရသည်ထို့သော1933ခုနှစ်မဟာဓမ္မရာဇာဓိပတိနန်းတက်ပြီးနောက်ပိုင်းတွင်အခြေအနေကပြောင်းလဲလာသည်မဟာဓမ္မရာဇာဓိပတိသည်အင်းဝမြို့တွင်မြို့ပြင် နန်းသုံးခုနှင့်ဥယျံတော်များအခြားမြို့များတွင်လည်းအပန်းပြေယာယီစံနှန်းများဥယျံများတည်ဆောက်သည်ထိုတည်ဆောက်ရာတွင်မရရာအုပ်ဘူရှိကိုရများမွန်ရွာများမှအာကောင်မောင်းတန်ယောက်ျားများကိုဆင့်ဆိုသည်ယောက်ျားများမှာတနှစ်ပတ်လုံးဘရင်ဤတည်ဆောက်ရေးတွင်လှူအားတွားပေးကြရသည်ထို့ကြောင့်ရခင်ကလင်းစုံမရဘတ်ဒိုးလူပေါင်းဘတ်လောက်ကန်ကြသည့်တောင်ရံများတွင်ယောက်ျားသားများမရှိတော့ဘဲမိန်းမသားများလောက်ကန်ကြရတော့၏ 1934ခုနှစ်တွင်မူအခြေအနေကပုံမဆိုးဝါလာသည်မဟာဓမ္မရာဇာဓိပတိသည်အင်းဝမြို့တော်တွင်စစ်နေရသည့်ပတ်လုံးပွဲလန်းသဘင်များကိုအကြီးအကျယ်ကျင်းပပြုလုပ်သည်တကူးလာတွင်ရေသဘင်နှင့်နှစ်သိဂရော့ဆက်သဘင်ကဆုံလာတွင်ညောင်ရီသုံးပွဲတော်နေုံလာတွင်စာမေးသဘင်ဝါဆူလာတွင်ရှင်နှောင်းတော်သဘင်ဝါကုံလာတွင်စည်ရည်တံသဘင်တော်သလင်းလာတွင်လှေသဘင်တရင်ကျော်လာတွင်စီမီမြို့မူပွဲနှင့်ဝါကျော့လက်ဆောင်ဂရော့သဘင် တစောင်းမိုးလာတွင်ကထိန်သင်္ကန်းသဘင် ကြာသင်္ကန်းသဘင်ပွဲတော်တစောင်းနိုင်တွင်နက်ခတ်သဘင်နတော်လာတွင်စင်ပွဲသဘင် မြင်းဖန်းသဘင် ပြာတော်လာတွင် မြင်းခင်စီရေးပြသဘင်တဘိုးတဲတွင်ရှားကုနေမီးဘုံပွဲသဘင်တပေါင်းလာတွင်ဖျားစေဒီများဤသဘင်ပွဲများကိုကျင်းပါသည်အချို့မှာဘာသာရေးပွဲစည်ရေးပွဲသဘင်များဖြစ်တော်လဲမဟာဓမ္မရာဇာဓိပတိသည်အငိမ့်မျက်လည်များအယောင်းစည်းတမ်းများစရုဒိတာမန္တန်များထိုးကအလူကြီးများပေးလေရှိသည် ထို့သောပွဲလန်းခံရတွင်ချက်ပြုတ်၍လက်မှုသပင် စင်ရည်ရိုးတွင်အမျိုးသမီးအလုံးချမ်းသမားများလိုအပ်သည့်အခါတွင်လည်းကိုရာများမှအမျိုးသမီးငယ်များကိုစင့်ဆူပြန်သည်တန်မာငယ်သောကိုအမျိုးသမီးများမှာတောင်ရလုပ်ငန်းကိုရက်တန့်ကအင်းဝသို့မင်းမှုကိုတွားကြရပြန်၏ထို့အချိန်တွင်ကတိဝန်ကလည်းတက်ဆိုင်ရာမင်းတိုင်းဆက်နှမှုအခွန်သွင်းရန်ကောက်ခံလာသည့်အခါကိုယ်တို့မှာကြက်တဲကုန်ကြသည်ထို့ကြောင့်မတက်သားသည့်အဆုံးတွင်ကိုယ့်ရာလူကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ဒိုးဘိုးများဦးဆောင်ကကိုယ်အုပ်ချုပ်ရေးဖြစ်သောဘူမင်းတူရင်စောတံတင်ပြကြသည်ဘူမင်းတူရင်စောသည်ကိုယ်တို့နှင့်အတူတသားတည်းနေထိုင်ခဲ့သူဖြစ်သည်ဖြင့်ကိုယ်တို့၏အခက်အခဲကိုနားလည်သည်ထို့ကြောင့်မင်းနိုင်စနမှုခွန်ဆောင်ခွင့်ကိုတဝက်ခန့်ဖြေလျှော့ပေးရန်ကိုယ်ဆက်ရွာရှိလူကြီးများလက်မှတ်ထိုးထားသောအတနာခံစာကိုယူဆောင်ကအင်းဝါရှိကတိဝန်ထံတင်သွင်းခဲ့ခြင်းဖြစ်သည်ကတိဝန်ကလည်းနန်းရွှဲမှမင်းမှုစင့်ဆိုခြင်းစီတက်ဆိုင်ရာဝင်များနေတာဆိုင်ပြီးသူနှင့်မသက်ဆိုင်ကြောင် သူတို့ဤဝင်များမှာအသီးသားများထံမှအခွန်များကိုနန်းတော်သို့အချိန်မီဆက်သွင်းရန်သာဖြစ်သဖြင့်အခွန်ဖြေလျှော့ပေးရန်မဖြစ်နိုင်ကြောင်းပြောကာစာကိုပယ်ချခဲ့ပြီးသူရိန်စောနှင့်ဂုံနေရင်တို့အင်းဝတို့တွားဒီမှာနှစ်ပတ်ခန့်ကျော်ကြာမြင့်နေပြီဖြစ်သဖြင့်သူတို့ဤဘေးအန္တရာယ်အတွက်တကြီးများတိုးပုံများကနားလက်ထံပြားပြောင်းနိုင်နမိတ်လာကြည့်ခိုင်းခြင်းဖြစ်သည်ယခုတော့သူတို့အားလုံးတိတ်ဆိတ်နေကြသည်ကျမတို့ဘာဆက်လုပ်ကြမလဲနာလေအတန်ကြောင့်သူရိန်စောသတိဝင်လာ၏ တကြီးများတံမခတ်တိုးတိုးစကားတံများပြန်ထွက်လာကြသည်နမ်မတော်ကကျမတို့ကိုယ်တွေကိုသူတို့လုပ်တွေလုပ်ပေးဖို့စင့်ခေါ်တယ်တဖက်ကလည်းအခွန်တောင်းတယ်ဒီတဲကတခုကိုကျမတို့ပြက်ပြက်သားသားညင်းရလိမ့်မယ်နားလဲဤစကားကြောင့်အကိုဖြစ်သူကုံနေအိမ်မှာအလန့်တကြားဖြစ်သွားသည်ကုံနေအိမ်နေမကသူ့ရှိတွင်ထိုင်နေသောတကြီးများတိုးဘုံများကလည်းသူရင်စိုးဤမျက်နာကိုကြည့်လိုက်ကြသည်အင်းဝဘင်းအမှုတန်းတို့ဤရှိတွင်ဘရင်အမိတ်ကိုညင်းပယ်ရန်စော်ဩသူမှာ ေတံထိုက်ကြောင်းကုန်နေအိမ်တည်ထားသည်နားလေညင်ပါရီပြောနေတာလေလူကြီးကြီးပြောကြလိမ့်မယ်ညင်ငိမ့်နေစမ်းကုန်နေအိမ်ကညီမဖြစ်သူကိုမျက်နှာထားတင်းတင်းဖြင့်ဟောက်လိုက်သည်ပြောရမယ်ကြားလေအဲ့လိုမှမဟုတ်ရင်တို့ကတစ်နှစ်လုံးတောင်းရလဲကောင်းကောင်းမလုပ်ရရှင်ဘီရဲ့ပျော်ပါကိစ္စတွေပဲလိုက်လို့ပေးနေရတယ်ငါတို့ရှိသူမဲသူတွေကိုလည်းအခွန်ကားနေဆောင်ရမယ်ဆိုငါတို့ကလေးတွေငတ်သိကုန်ပါဗောနင်းစင်းစားလေ ကြလဲဆိုဒီမှာကုံလေအိမ်အိမ်မီဖြစ်ပြီးအကိုကြီးများကိုမဲ့ခေါ်လေးရှိကြသည်။နားလဲဆိုဒီမှာအငယ်ဆုံးများကိုမဲ့ခေါ်လေးရှိသည့်အမီလဲဖြစ်သည်။နင်းတို့တပုံဆိုပြီးတတ်ခံရလိမ့်မယ်။စကားကိုကြည့်ပြောကုံလေအိမ်ကသူရင်စိုးကဲခတ်ရင်နားလဲကိုလက်ညိုးထိုးကသတိပေးလိုက်။နားလဲပြောတာမှန်တယ်ကုံလေ။ဘိုးသူရင်စိုးစကားကြောင့်ကုံလေအိမ်တန်းအံ့တော့ဖြစ်သွားသည်။ ဒါပေမဲ့ तू ပြောတာလိုနေသေးတယ်။နန်းတော်ကအမိတ်ကိုညင်းဆန်မဲ့ဆိုတစ်ခုညင်းလဲတပုံပဲ။နှစ်ခုညင်းလဲတပုံပဲ။ဒီတော့ကိုယ့်အနေနဲ့ညင်းမဲ့ဆိုနှစ်ခုစလုံးကိုညင်းမှာမညင်းဘူးဆိုလဲနှစ်ခုစလုံးကိုမညင်းမှာနဲ့။ရှေ့မှာအကြီးအကဲများပေါ်လို့ရိုက်ကုန်ကြသည်။ဘုံမင်းသူရင်စောကမတ်တက်ထားရလိုက်သည်။ကျုပ်ပြောမယ်ခမရတို့ကျုပ်ကိုအားနာနေကြတာကျုပ်သိတယ်ကျုပ်ကအင်းဝမင်းမူတန်းဗမာတယောက်မင်းမူတန်းဆိုတာမင်းကိုတစ္ဆာစောင့်တည်တာမှန်တယ် သူ့ဆန်စားလို့ရဲရတာမှန်တယ်။ဒါပေမဲ့ကြုံစားတဲ့ဆန်ကဘယင်ကလဲထုံပြီးကျွေးတာမဟုတ်ဘူး။အခွန်နန်းတွေလဲသမားတွေကဘယင်စီအခွန်ဆက်တယ်။အဲဒီကရလာတာကိုဘယင်ကသုံးဖြုတ်ပျော်ပါပြီးပို့မှကျုပ်တို့မင်းမှုရန်တွေကိုရိတ်ကအဖြစ်ပေးတယ်။ဒီတော့ကြုံစားတဲ့ဆန်ကဘယင်ဆန်မဟုတ်ဘူး။ခမားတို့ခမားတို့ရဲ့ဆန်ပဲ။ကြည့်တော့ကျုပ်ကခမားတို့ဆန်ကိုစားပြီးခမားတို့အတွက်ရဲမယ်ဟုတ်ပြီလားရုပ်ရည်အားလုံးတိတ်ဆိတ်သွားကြသည် ဟောဒီနားလဲဆိုတဲ့မျိုးသမီးတယောက်ကတော့မတရားတဲ့အမိန့်ကိုဖီဆန်ဖို့ပြောလာခဲ့ပြီ ကျုပ်လိုဘယင်မဲမူလန်တယောက်ကလည်းတပုံထဖို့ထုတ်ပြောပြီးပြီခမားတို့ကဘာဖြစ်နေကြတာလဲခမားတို့ကိုယ်တွေဘယင်လောက်ခိုင်းတာလုပ်ပြီးငတ်တယ်မလားတိုက်ပြီးသိမ်မလားနှက်လန်းမဲရှိတော့တယ်တိုက်မယ်ဘူမင်းတိုက်မယ်ကုံနေအိမ်ကလက်သီးကိုစုတ်ခါအော်လိုက်သည်ကဲတကြီးတွေသဘောကရောဘဲနဲ့ရှိသာဘူမင်းဥဆောင်မယ်ဆိုကျုပ်တို့တော့ကလိုက်ဖို့အသင့်ပဲ ကျုပ်တို့ဘုံမင်းကိုယုံတယ်ကျုပ်ခေါင်းမဆောင်ပါဘူးဘာကြောင့်လဲဆိုတော့ဒါဟာခမားတို့ကိုယ်တွေလွံ့မြောက်ရေးပဲခမားတို့လွတ်လပ်ရေးကိုခမားတို့ကိုယ်တိုင်ဥဆောင်ပြီးခမားတို့ကိုယ်တိုင်တိုက်ရမှာနောက်တစ်ခုကတပုံထရယ်ဆိုတာမနိုင်သေးမယ်မသေးနိုင်မယ်ဒီနလန်းပဲတွေးထားကြရမယ်ဘုံမင်းသူရင်စောကစကားဆုံးဒီနဲ့အဖိုးကိုဂျဘိုးစီတို့ကြည်လိုက်စီကဲကျုပ်ကခမားတို့ကိုလိုအပ်တဲ့စီးရင်ဆိုင်ရာတွေအကြံပေးကူညီမယ် ခမ ्या တို့တဲကခေါင်းဆောင်ကိုခမ ्या တို့ပဲရွေးကြပါအဖိုးချုပ်ဘဘလို့သဘောရပါလဲအဘိုးချုပ်ကသူ့လူများအားကိုယ့်ဘာသာစကားဖြင့်ပြောလိုက်သည်တကြီးတချို့ကကိုယ့်ဘာသာစကားဖြင့်ပြန်ပြောကြ၏အခုတကြီးတွေကသူတို့ရွာကိုပြန်ပြီးဒီကိစ္စရွာသူရွာသားတွေရဲ့သဘောတူညီမှုကိုရယူကြလိမ့်မယ်တပတ်ကကြာရုံရက်ကြတယ်အဲ့ဒီနေ့ကျာဒီရွာမှာပဲတို့နှက်တင်ပွဲလုပ်ရင်ရွာလူကြီးတွေကိုပြန်ဆောင်ကြမယ်ပြီးရင်တခါတည်းခေါင်းဆောင်တင်မဲ့လူကိုရွေးမယ် သူရင်စောကခေါင်းငိမ့်လိုက်သည်လောက်ဟူကိုယ့်လူမျိုးတို့မှာတပတ်လျင် နေ့ရက်ဆက်နေ့ရက်ရှိပြီးခွေနွားမွေစသည့်ရက်မီများကိုသတ်မှတ်ထားသည် ထိုရက်များထဲမှာရှုံရက်ကြားရက်ငကားရက်များမှာနေရူးနေ့နဲ့များအဖြစ်သတ်မှတ်ခါထိုနေ့များတွင်အရေးကြီးကိစ္စများကို ဆုံးဖြတ်လေရှိကြသည် ကောင်းပါပြီအဲ့ဒီနေ့ကျအသေးစိတ်အစီရင်တွေကိုကျုပ်တို့တိုင်ပင်ကြတာဟောအခန်း၁၉ဆက်ရ